ဒီတရားနဲ့ပတ်သက်ရင်တော့ဘုရားတရားတန်ခါနဲ့ပတ်သက်ရင်တော့အဲ့ဒီကိစ္စတွေမရှိဘူးပေါ့ဒီလိုတယောက်နဲ့တယောက်ဆွဲလန်းတာတွေအယူမှုဖြစ်တာတွေအဲ့ဒါတွေမရှိဘူးပေါ့လေအဲတယောက်နဲ့တယောက်အလို ပေါင်းညတင်းညတာတွေလင်မယားလို့ပေါင်းတင်းတာတွေအဲ့ဒါကြီးလည်း ဒီတရားတရားလုပ်ရိတ်တာတွေမှာတရားလုပ်မှာမရှိဘူးပေါ့နော်ဟိုတချို့မတတ်နိုင်လို့လုပ်ကြတာတော့ရှိတာပါလေမစွန့်နိုင်လို့လုပ်ကြတာရှိတာဒါပေမဲ့အများစုကတော့မလုပ်ကြပါဘူးကိုလည်းတစ်ဖက်မှာကိုယ့်အကိုကိုယ့်အကိုအခုမစွန့်နိုင်ဘူးဆိုတာလည်းဒါတရားအားကိုးလိုက်ရင်တော့စွန့်နိုင်သွားမယ်တော့ကိုမစွန့်နိုင်တာလည်းတကယ်မဟုတ်ဘူးဆိုတာသိအောင်လို့လက်တွေ့စွန့်ကြည့်လိုက်တယ်တရားလုပ်ပြီးတော့မှစွန့်ကြည့်လိုက်ပါအဲ့လိုမျိုး အဲကိုကသူ့ကိုဆွဲလန်းတယ်ဆိုတာလည်းတကယ်မဟုတ်မှန်းသိအောင်လို့ဒါကိုကတယောက်ကိုတယောက်ချစ်ရမယ်ဆွဲလန်းရမယ်ဆိုပြီးတော့အဲ့လိုလက်ခံထားကြလို့ဒါတမင်တကာဆွဲလန်းအောင်လုပ်ယူလိုက်တာပေါ့နော်လုံရင်းလုံရင်းနဲ့တကယ်ဆွဲလန်းသွားတာပေါ့အဲဒါမဲ့အဲ့ဒါတွေကလည်းလုပ်ယူထားတာလေကိုဆွဲလန်းအောင်လုပ်ယူထားတာပဲကိုကအဆွဲဖြုံမယ်ဆိုလည်းရတာပဲ အဲလက်တွေအဲ့လိုမျိုးတည်သွားအောင်ပါနော်ကို့မျိုးဓာတ်ကိုလည်းအဲ့လိုပဲပေါ့တော်ရီတန်ရောက်စဉ်ဖြတ်မယ်ဆိုပြီးတော့သူကလည်းသူကြိုက်တာလုံးပြည့်စီပေါ့လက်ခံလိုက်ပြီးသွားတာပေါ့သူကလည်းသူနောက်ရင်နောက်ပဲပြူပြူအဲ့လိုမျိုးပေါ့အဲ့လိုလုံးအဲ့လိုလက်ခံလိုက်ရင်လည်းသူကလည်းကို့ဘောမှာသူကကိုကဖြတ်မယ်ဆိုရင်သူကလည်းဖြတ်မှာပဲကိုကမဖြတ်တော့သူကလည်းမဖြတ်ဘူးပေါ့အဲ့လိုဖြစ်နေတယ် တယောက်ကစဖြတ်ရမှာသူ့ဆရာလေးကဖြတ်ရမှာဆရာလေးမျိုးသားတရားတရားမလို့တော့ तू ကတော့ဖြတ်နိုင်မှာမဟုတ်ဘူးအဲ့တော့ तू ကပဲဖြတ်ရမှာပေါ့နော်အဲ့တော့ तू ကဖြတ်ကြည့်လိုက်ပေါ့မပြတ်လဲကိစ္စမရှိတော့မပြတ်တော့လဲပြန်ပေါင်းလိုက်ရတာမဟုတ်လားလက်တွေဖြတ်ကြည့်လိုက်လက်ဖြတ်သွားနိုင်ရင်လည်းပြီးသွားတာပေါ့မပူရတော့ဘူးပေါ့တရားတရားအားကိုးရင်တော့ဖြတ်လို့ရတယ်တငါငါနဲ့ဆိုရင်တော့ဖြတ်လို့မရအောင်ကိုကိုကို ကိုကိုကိုအဓိကမထားပဲပေါ့နော်ဖရာတရားတန်ခါဝဲစိတ်ထဲမှာထားပြီးတော့မှတာနာပဲပြုတော့မယ်ဖရာခိုင်းတာပဲလုပ်တော့မယ်ဆိုပြီးတော့အဲ့လိုဒီဇိုင်းမမတ်လုပ်သွားရင်လဲယောဂီကိုစွန့်သွားနိုင်မှာဆရာတော်လည်းအဲ့လိုပဲစွန့်ခဲ့တာပဲဆရာလေးလည်းဒါဖရာတရားတန်ခါနဲ့တွေ့မှာတော့ဒါဟိုယောက်ျားလည်းစွန့်လို့ရတယ်စွန့်လိုက်လည်းကိစ္စမရှိတော့မမအောင်လေ ဟိုယောက်ျားကိုဖျားတရားတန်ခါဆုံပြီးတော့ယောက်ျားနဲ့ပေါင်းရင်တော့ဒါမှားတယ်လို့ပြောရမှာ။ယောက်ျားမိန်းမတွေကိုဆုံပြီးတော့ဖျားတရားတန်ခါလှုပ်တာတော့ဖျားရှင်လည်းလှုပ်ပြသွားတာပဲ။အဲ့ဒါတော့မှန်တယ်။အဲ့တော့မှန်ကန်တဲ့လှုပ်ဆိုတော့ဆရာလေးကလက်တွေ့စမ်းတက်ပြီးတော့လှုပ်ကြည့်လိုက်။အဲဒါလှုပ်ကြည့်လိုက်လို့မဖြစ်လာဘူးထားပါတော့တီလာရှင်လည်းမဝင်နိုင်ရင်ထွက်လိုက်။မျိုးသားနဲ့လည်းမခွဲနိုင်ရင်ပြန်ပေါင်းလိုက်ဒါပဲ။ လက်တွေ့လှုပ်ကြည့်လိုက်အဲ့လိုလက်တွေ့တိသွားတာတန်ဖိုးရှိရခွဲနိုင်သွားရင်လည်းပြီးပြီပေါ့နော်တခါတည်းအခွဲခွဲနိုင်သွားလို့မှဟိုမခွဲနိုင်လို့ပြန်ပေါင်းမယ်ဆိုမှ तू ကနောက်တစ်ယောက်နဲ့ပေါင်းနေလဲအဲ့တော့ကိုကလည်းနောက်တစ်ယောက်နဲ့ထပ်ပေါင်းလိုက်အဲ့ဒါလည်းရတယ်မခက်ဘူးပေါ့နော်ဒါလက်တွေ့လှုပ်ကြည့်လိုက်ရင်ကိုကဒီတစ်ယောက်မှဆိုတာမဟုတ်ပါဘူးရပါတယ်တခြားတစ်ယောက်ကိုပေါင်းလဲရတယ်ဟဲ့လေမြေ ဟိုလက်တွေ့ကြကြလှုပ်ကြည့်လိုက်ရင်ဒါအရှုံးမရှိဘူးပေါ့နော်အဲ့လိုအဲ့လိုနဲ့ပဲကိုယ့်ရဲ့ဘဝအတွေ့အကြုံကနေကိုယ်တိုင်လည်းသင်ခန်းစာယူလို့ရတယ်တခြားလူတွေလည်းသင်ခန်းစာယူလို့ရတယ်အဲအဲ့ဒီလိုလှုပ်အဲ့ဒီလိုနားလည်သွားပြီဆိုရင်တော့နောက်ပိုင်းကျရင်မအောင်မြင်မှုထားပါတော့ဒီလရှင်အဲဝတ်တော်မယ်မအောင်မြင်မှုထားပါတော့မအောင်မြင်တာသိသွားရင်နောက်ပိုင်းကျတော့အောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အရှုံးမပေးပဲဆက်ပြီးတော့ကြိုးစားရင်တစ်ချိန်ချိန်ကျရင်တော့လုံးဝဒီလရှင်ပဲဝတ်သွားနိုင်လိမ့်မယ်အဲမျိုးရောက်လည်း မခွဲနိုင်ဘူးဆိုလဲဒါခွဲနိုင်အောင်ကြိုးစားရင်အခုအခုချိန်ရှုံးသွားလဲကိစ္စမရှိဘူးလေဒါတွေကကိုယ့်ချင်းချင်းပဲရှင်းလို့ရပါတယ်အဲ့တော့လက်တွေလှုပ်ကြည့်လိုက်တာကောင်းတယ်အဲလှုပ်ကြည့်လို့အဆင်ပြေသွားရင်လည်းပြီးတာပဲပေါ့နော်မခွဲနိုင်ရင်လည်းနောက်ခွဲနိုင်အောင်ထပ်ကြိုးစားတစ်ချိန်ချိန်မှာခွဲသွားအသက်ကြီးရင်လည်းခွဲသွားနိုင်မှာအခုကနည်းနည်းငယ်သေးတော့အစွဲလန့်ကြီးနေတော့နည်းနည်းခက်တာပေါ့ဒါပေမဲ့ခက်ပေမဲ့လည်းမဖြစ်နိုင်ဘူးတော့မဟုတ်ဘူးလေဖြစ်နိုင်လို့လည်းရိတ်တာမှာအလို့ ဒီလရှင်ဝတ်ကြတာဒီပေါ့ဆရာတော်ဆိုလဲဒါ33နှစ်မှာဝတ်တာပဲ29မှာတရားထုတ်တယ်ဒါလောကကြီးကိုစွန့်သွားနိုင်တာပဲလူတွေကိုလည်းစွန့်သွားနိုင်တာပဲရတယ်ဒီတောင်လည်းမပြုတ်ဘူးရတာပဲမရတဲ့လူလည်းမရဘူးပေါ့နော်ရတဲ့လူလည်းရတာပေါ့အဲ့တော့ကိုလည်းစူးစမ်းကြည့်ရင်တော့အရှုံးမရှိဘူးပေါ့ခုလည်းစူးစမ်းကြည့်ရမှာဆရာလေးကဒါကိုကိုတိုင်းဒီလိုလှုပ်ချင်တဲ့လက်တွေ့လှုပ်ကြည့်လိုက်မအောင်မြင်လဲကိစ္စမရှိဘူးနောက်တစ်အချိန်ရနေတယ် ောက်ထပ်ထပ်ပြီးတော့ကြိုးစားလို့ရနေတယ်လောက်တာကတော့မှန်တယ်အဲ့လိုမျိုးပေါ့နော်ယောက်ျားနဲ့ခွဲမယ်ဆိုတာလည်းတန်ဟောစင်ဖြတ်တယ်ဆိုတာလည်းကောင်းတယ်ဖြတ်လိုက်မပြတ်လဲနောက်ထပ်ထပ်ပြီးတော့ကြိုးစားလို့ရတယ်ဒီလရှင်ဝတ်မယ်ဆိုတာလည်းကောင်းတယ်ရေရှည်ဝတ်လိုက်မဝတ်နိုင်လို့ထွက်သွားရတယ်နောက်တစ်ခါပြန်ဝတ်လို့ရသေးတယ်ကိုကငယ်သေးတယ်ပေါ့နော်အဲ့ဒါဒါအဲ့ဒါအဲ့ဒီလိုပဲလုပ်ရမှာပဲဆရာကြီးအကြိမ်နဲ့မရရင်နှစ်ကြိမ်ပေါ့နှစ်ကြိမ်နဲ့မရရင်သုံးကြိမ်ပေါ့ အောင်မြင်မခြင်းကြိုးစားလို့ရတယ်။တန်ရုံးစင်ဖြတ်တယ်ဆိုတာတစ်ခါတည်းဖြတ်ရမယ်မပြတ်ရင်ဘယ်နှဘယ်နှခါပဲဖြတ်ရမယ်ဆိုတာအကန့်အသတ်မရှိဘူးအချိန်ချင်းဖြတ်လို့ရတယ်။ဒီသရှင်ဝတ်တာလဲဒါတစ်ချိန်ပဲဝတ်ရမယ်အကန့်အသတ်မရှိဘူး။မဝတ်နိုင်လို့ထွက်သွားလဲအချိန်ချင်းပြန်ဝတ်လို့ရတယ်။အဲ့ဒါဆိုရင်တော့အစွဲရော့သွားမှာပေါ့နော်အခုကတော့ အမျိုးသားနဲ့ပဲပေါင်းတော့တာအပြန်လန်အစွဲတွေကကြီးနေကြတာပေါ့အတူတွေ့လဲကို့အတွက်လဲကောင်းတယ်သူ့အတွက်လဲကောင်းတယ်ဆရာလေးကလှုပ်သွားနိုင်ရင်အမျိုးသားလည်းပူစရာမလိုဘူး तू ကလည်းလိုက်လုံပါပဲအခုတော့ तू ကမလုံနိုင်တော့ကိုကမလုံနိုင်ကိုမလုံနိုင်တော့ तू မလုံနိုင်အဲ့တော့ तू လဲပူနေရတယ်ကိုလဲပူနေရတယ် तू ကလဲကို့စိတ်မချကိုကလဲသူ့စိတ်မချပါတော့ သူ့အတွက်လည်းမကောင်းကိုယ့်အတွက်လည်းမကောင်းလို့ဖြစ်နေရအခုဒီတန်ရောစင်ကြောင့်ပြောမျက်ရည်ကျနေရတာအဲ့ဒီတန်ရောစင်ကိုဖြတ်သွားနိုင်ရင်တော့ငိုစရာမရှိတော့ဘူးပေါ့ခုတော့ငိုနေရတယ်ဆိုတော့ပဲကောင်းတယ်ဘူးလည်းမကောင်းမြင်ရတယ်လူလည်းမကောင်းလို့ပြန်မငိုရတော့ဘူးဆိုရင်ကောင်းတယ်နော်အဲ့တန်ရောစင်ကြောင့်ဖြစ်ရတာ တကယ်မဝင့်နိုင်လို့ဖြစ်ရတကယ်ဝက်သွားနိုင်ရင်လည်းတန်ရောင်းစင်ကိုဖြတ်နိုင်ပြီလားတန်ရောင်းစင်ဖြတ်နိုင်ရင်လည်းဝင့်နိုင်ပြီလားဒါတန်ရောင်းစင်လည်းဖြတ်မယ်ဝက်လည်းဝက်ရမယ်အဲ့လိုပဲမပြတ်မချင်းဖြတ်ရမယ်ရေချင်မဝင့်နိုင်ဝင့်နိုင်အောင်ကြိုးစားရမယ်ဒါပဲမျိုးရကလည်းတရားလုပ်တယ်ဆိုတော့တိတ်ပြီးတော့ပြောစရာမလိုဘူးလေသူကလည်းသူကလည်းမကျင့်နိုင်တာရှိရမယ်နားလည်ပြီးသားပါတော့ ဲ့တော့ဘာမှပြဿနာမရှိအဲ့လိုပဲလက်တွေ့တာလုပ်ကြည့်လိုက်တခါတည်းတာဝန်ရှင်ဖြတ်ကြည့်လိုက်ဖွင့်လင်းလင်းပြောလိုက်ဖြတ်တော့လဲပြတ်ပုံမပြတ်တော့လဲတခါထပ်ပြီးတော့နောက်တစ်ချိန်စူးစမ်းရမှာပေါ့ဒီလရှင်လဲဒါဝစ်ကြည့်လိုက်ပေါ့မဝစ်နိုင်တော့လဲထွက်လိုက်ထွက်ပြီးတော့လဲနောက်တစ်ခါပြန်ဝစ်ရမှာပေါ့အဲ့လိုပဲ လက်တွေ့နဲ့ရှင်းလိုက်ရင်ပြီးသွားတာပေါ့အခုကလက်တွေ့မလုပ်ရဲလို့ခက်နေတယ်အမပူမနေနဲ့ပေါ့နော်မခွဲခွဲတန်ရုံးစင်ဖြတ်ကြည့်ရမပြတ်တော့လည်းပဲတတ်နိုင်မယ်ပြန်ပေါင်းလိုက် तू 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 က तू နဲ့ပေါင်းမရလဲတခြားလူနဲ့ပေါင်းရနေတယ်ဒါဘာမှမဆောင်ဒီလိုပဲလုပ်နေကြတာပဲဒီလားရှင်ဝင်းမရလဲထွက်လိုက်ပေါ့ဒါပြီးတော့ပြန်ဝက်ပေါ့ ဒီလိုပဲဝင့်နေကြတာဝင်လိုက်ထွက်လိုက်ဒီလိုပဲလုံနေကြတာဘာမှမဆမ်းပါဘူး